အခုချိန်မှာကဒီဘီမဘက်ကိုចောင်းသွားမဲ့ကလေးတွေကိုရန်ဆယ်တန်းဆယ်တန်းဆယ်တန်းပေါ့လေအဲ့လိုမျိုးကလေးတွေဖန်ခံရတဲ့အချိန်မှာအကြတော့ဒါကြတော့ကျွန်တော်တို့ဒီနိုင်ငံတကာရဲ့စံနှုန်းနဲ့လည်းမကန့်ညီတော့ဘူးပြင်သားတစ်ခုကလူကုန်ရေးချိုးဖောက်ရလဲအဲကြားလဲဆိုပြီးတော့ကျွန်တော်တို့ဒီအချိန်မှာမှကျွန်တော်တို့ထုတ်ပြောတာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့အမြင်တော့မူဝါဒပိုင်းကိုတိတိကျကျရှင်းရှင်းလင်းလင်းချက်ပေးတယ်ဆိုရင်တော့ချင်းလူထုမကဘူးရခိုင်ပြည်မှာရှိတဲ့တခြားတိုင်းသားတွေလည်းပါဝင်နိုင်မယ်လို့ထင်တယ်ပေါ့လေ အာအရခတ်တော်အီရဲ့သဘောထားအတိုင်းကျွန်တော်တို့အကုန်လုံးလိုက်နာတာတော့ဟုတ်တယ်ဒါပေမဲ့ဒီလိုမျိုးစင်းမစည်းကမ်းတွေဥပဒေတွေချမှတ်တဲ့အချိန်မှာပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့သဘောထားကိုတော့အဓိကစဉ်းစားသင့်တယ်လို့မြင်မိပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ကို slide ခိုင်ရောခင်ဗျာအခုဟိုရခိုင်ပြည်နယ်မှာ A ရနေပြီးတော့ချင်းလူငယ်တွေနဲ့ချင်းကြောင်သား60လောက်ပေါ့နော်ဖန်စီပြီးတော့ဒီစစ်မှုထမ်းမှုခေါ်ဝါးလို့သိရပါတယ်အခုကိုခိုင်ရောတို့ ရှင်းနိုင်ငံရေးဥဆောင်ကော်မတီရခိုင်ပြည်နယ်ကဒီနေ့ကြေညာချက်ထုတ်တာကိုကျွန်တော်တွေ့ရပါတယ်ဒါပြန်ပြီးတော့ဟိုလှုပ်ပေးဖို့ပေါ့နော်ဒါတိုက်တွန်းတာ၄ EU ဆိုတော့ဒါနဲ့ပတ်သက်ပြီးသိကျင်တာပါအဲ့တော့ဒီလူငယ်တွေချင်းလူငယ်တွေနဲ့ကြောင်းသားတွေဟာဟိုဘယ်တော့မှဖန်ဆီးခံရတာလဲဗျအာဟုတ်ကဲ့အာကျွန်တော်ကျွန်တော်စီမံရှိတဲ့အချက်လက်အရာကဒီ ULA ရဲ့ဒီအမျိုးသားရေးပေါ်ပြဋ္ဌာန်းချက်မထွက်ခင်ကတည်းကအဖန်ခံရတာပေါ့လေနော်ကျွန်တော်ရထားတဲ့တရင်အချက်လက်ရဆိုရင်ကျွန်တော်2023 အောက်တိုဘာမှာဆံမတယောက်ဖန်ခံရတယ်ဒါကြတော့သူ့နေအိမ်မှာဖန်ခံရတယ်အပြီး2024 September လမှာကျွန်တော်တို့ဒီ14ဒဇီနဲ့လူပါတဲ့တဖွဲ့ကို2023 October မှာဖန်ခံရတယ်ပြီးနောက်တစ်ခုကတချို့လူတွေကြတော့ကျွန်တော်တို့ဒီရခိုင်ယူမပေါ်မှာ ဒီနေရှေလင်းရှေလင်းလျှောက်ပြီးတော့လေအာဒီအဘက်ကိုသွားဖို့ကြိုးစားနေတဲ့လူတွေရခိုင်ရုံးကဖန်ခံရတာရှိတယ်။ပြင်နောက်တစ်ခွဲကကြတော့2025 April May လအထက်မှာအာဖန်ခံရတဲ့လူတွေရှိတယ်။အဲအဲ့ထက်မှာမှဘယ်နေရာမှာလဲဆိုတော့ကြောက်ဖြူမျိုးရဲ့ဒီတစ်ဖက်တကန်းဟောကြောက်ဖြူမျိုးရဲ့တစ်ဖက်တကန်းမှာရှိတဲ့တဲချောင်းကူတို့စိတ်မှာအာဖန်ခံရတယ်လို့ကျွန်တော်တို့မြင်ပြီးတရင်အရာသိရှိရပါတယ်ခင်ဗျာဟုတ်။လက်ရှိ အဲကျွန်တော်တို့ဒီသတင်းမရနိုင်တဲ့ဆက်သွယ်မရနိုင်တဲ့ခိစ္စတွေလည်းအများကြီးရှိနေနေသေးတယ်ဒါဒီအဲကျွန်တော်တို့ဒီမြေပြင်နဲ့အဲဆက်သွယ်ရေးအခက်အခဲအများရှိတယ်အခုချိန်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဘိုင်းအင်တာနက်မှမရဘူးဖုန်းလိုင်းတောင်မှကျွန်တော်တို့ဆက်ချင်တဲ့ဆက်လို့မရတဲ့အချိန်မှာဖြစ်တော့ဒီဂျာနေဟာတွေတော့ကျွန်တော်တို့သတင်းအထူးတိကျကြတော့မရခဲ့ဘူးကျွန်တော်တို့လက်ရှိကျွန်တော်တို့ဆီမှာရောက်နေတဲ့သတင်းတွေကိုပြောပြတာပါဆိုတော့ဒီဟာကဟို ULA ရဲ့ထုတ်ပြန်ချက်မတိုင်ခင်မှာ ULA က2000အာမီလာ မလ၁၈ရက်နေ့မှာဟိုအရေးပေါ်ပြဋ္ဌာန်းချက်ပြီးမေလ၂၂ရက်နေ့ကဟိုတားမြစ်ချက်အပြင်မထွက်ဘူးဆိုတော့ဟိုအဲ့မတိုင်ခင်ရောအဲ့ဆိုရင်ဟိုဒီမတ်လ၁၈ရက်ကျော်မှလည်းအဖမ်းခံရတဲ့လူရှိတယ်လို့အဲ့မတိုင်ခင်မလအဖမ်းခံရတဲ့လူတွေရှိပါခင်ဗျာဟုတ်ဟုတ်ကဲ့အဲ့တော့ဟိုဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုတွေရောအကြောင်းကြားလားဗျဟိုဖမ်းဆီးထားတယ်ဒါဘယ်လိုပဲချမ်းသာစသဖြင့်ရှင်းပြတာမျိုးရောရှိတယ် ဟုတ်ကဲ့ကျွန်တော်တို့ကြားရတလောက်တော့ဒီဖန်ဆီးခံရတဲ့လူတွေကပဲပြန်ပြီးတော့ဆက်သွယ်တယ်မိအော်ဒီဖန်ဆီးခံရတဲ့လူတွေကပဲမိသားစုတွေကိုဆက်သွယ်တယ်လို့ကြားရပါတယ်ခင်ဗျာဟုတ်ဖန်ခံရတဲ့ချင်းဟိုမိသားစုတွေပေါ့နော်ဒီရခိုင်မှာနေတာဟိုဘလောက်ကြာပြီလဲရခိုင်ဒေသခံလို့ပြောလို့ရလားဘယ်ဒေသအပိုင်းမှာနေကြရလဲဗျဟုတ်ကဲ့ကျွန်တော်တို့ရခိုင်မှာရှိတဲ့ချင်းတွေကဟိုဘိုးဘပင်လို့ဟို မပြောဘဲနဲ့ကျွန်တော်တို့ BC 900ဝန်းကျင်ကလေးကကျွန်တော်ရခိုင်ပြည်မှာနေလာကြတဲ့လူမျိုးတွေပါဆိုတော့ဟိုဒီ BC BC 900ဝန်းကျင်ဖြစ်တယ်ပြီးနောက်တစ်ခုကကျွန်တော်တို့ချင်းနေမှာဟိုမျိုးရိုးစင်ဆက်မျိုးဆက်ရှိရဗျာကျွန်တော်တို့မျိုးဆက်ဆိုရင်ဒါကျွန်တော်အပါအဝင်လို့ဆို16ဆက်ရှိပြီပေါ့ဆက်ကိုဆက်ရှိရဆိုရင်ကျွန်တော်တို့ဆက်ကိုဆက်နဲ့မြန်မာပြည်ရဲ့အလူလူတက်တန်းပေါ့လေ60နဲ့ပဲဆက်ကိုနဲ့60ကိုမြောက်ကြည့်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒီရခိုင်ပြည်မှာနေခဲ့တဲ့တက်တန်းက1000ကျော်သွားပြီဆိုတာကိုတက်တက်ပြနိုင်နေပေါ့ဟုတ်ကဲ့ပါ ဆိုတော့ကျွန်တော်တို့ကအဲ့တည်းမဟုတ်ဘူးခက်တုံးကလည်းကျွန်တော်တို့ LND ခဲ့ရောအာတင်းစိန်ခက်တုံးကလည်းကျွန်တော်တို့ဒီအာဌာနေချင်းတင်းသားလူမျိုးတွေဖြစ်ပါတယ်ခင်ဗျာဟုတ်တရဝင်းလူမျိုးတွေထဲမှာမှကျွန်တော်တို့ရခိုင်ပြည်တို့တရလူဦးရေအများဆုံးပေါ့လေအဲ့လိုပုံစံမျိုးတော့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဩကေရခိုင်မှာဌာနေတိုင်းသားတွေပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့တော့ A ကတော့ဒီဒါသူအရက်ခတိုင်းပြီးတော့ရေးပေါ်အခြေအနေဖြစ်နေပြီပေါ့နော်ဒီပြဋ္ဌာန်းချက်ထုတ်ရတယ်တာမစ်ချက်တွေထုတ်ရတယ် ဆိုဒီပေါ်မှာစစ်မှုထမ်းရမယ်ဟိုအသက်ရွယ်လဲသူတို့ပြထမ်းတာလည်းရှိတယ်เนาะဆိုတော့ချင်းတွေကလည်းဒါဌာနေတိုင်းရင်းသားတွေဖြစ်တော့ဘလို့သဘောထားရှိလဲဗျာเนาะဟိုချင်းပေါဝင်တခြားရခိုင်မိုးတဲ့တိုင်းရင်းသားတွေပေါ့เนาะသူတို့ရဲ့သဘောထားကဒီ A ရဲ့ထုတ်ပြန်ချက်ပေါ်မှာဘလို့သဘောထားမျိုးရှိတယ်လို့ပြောလို့ရနိုင်လဲဗျာအာကျွန်တော်အမြင်တော့ဒီတခြားလူမျိုးစုတွေလည်းဒီအပေါ်မှာစိုးရိမ်ကြောင်းကြမှုတွေတော့ရှိမယ်လို့တော့ထင်တယ်ဘာလို့ဆိုတော့အာမြေပြင်မှာရှိနေတဲ့လူတွေက အာအရန်ရေလွတ်လပ်ခွင့်မရှိလို့ဒါမပြောရကြတဲ့ပုံစံမျိုးမှာဖြစ်ကောင်းဖြစ်နိုင်လဲပေါ့လေအဲပြီးနောက်တစ်ခုကကျွန်တော်တို့ကဒီဘယ်လိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးရှိလဲဆိုတော့အာဒီလိုမျိုးထုတ်ပြန်ချက်မတိုင်ခင်မှာမိပင်မှာရှိတဲ့အာရခိုင်အပင်တခြားတိုင်းသားလူမျိုးစုတွေနဲ့တခြားဆွေးနွေးညှိနှိုင်းပြီးတော့မှ ထုတ်ပြန်တင်တယ်လို့ထင်ပါတယ်အာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့မှာအာစစ် ရဲ့ဆိုကြိုးတွေရှိတဲ့အချိန်မှာကျွန်တော်တို့ကျန်းမာရေးပညာရေးအဲပြီးရင်နောက်တစ်ခုကအစားအသောက်ဖူလုံရေးတွေကအရန်ခက်ခဲလာတဲ့အချိန်တွေမှာရှိတယ်။အဲအဲအကြောင်းတချို့လူတွေဆိုရင်အာရှိသမျှကိုပေါင်တာရောင်းချပြီးတော့ပြည်မဖက်ကိုထွက်အလုံးလုံးမဲ့လူတွေဒါမှမဟုတ်ရင်အာအဲကျောင်းပညာရေးအတွက်ကျောင်းတက်ကျောင်းတက်မဲ့ကလေးတွေပေါ့လေအဲ့လိုပုံစံမျိုးတွေပြည်မဖက်ကိုသွားလာကြတဲ့လူတွေရှိလာတာဖြစ်တယ်ပေါ့လေဆိုတော့ဒီ ERB တွေပေါ်မှာရောကျွန်တော်တို့ဒီလိုမျိုးကန်တာလက်ချင်းအဖြစ် အခက်အခဲပုံမဖြစ်စေဘူးလားပေါ့ဆိုတော့သူတို့ဘက်ကတော့ဟိုပြည်မဖက်ရောက်ပြီဆိုရင်မိုင်းမိမာတို့အာမိုးရင်ဒီစစ်ကောင်စီကဖမ်းမာတော့ပါတော့အဲ့လိုပုံစံမျိုးအကြောင်းပြချက်တော့ရှိတာပေါ့လေဒါပေမဲ့ဒါကဝတ်တကယ်မြေပြင်မှာရှိတဲ့လူတွေအတွက်ဒီဥပဒေကဒီတမ်းမြင့်ချက်တစ်ခုကအာဘယ်လိုပြောမလဲအကြက်တဲ့မဖြစ်စေဘူးလားပေါ့အဲ့လိုပုံစံမျိုးတိုးချင်ပါတယ်ခင်ဗျာဟုတ်အဲ့တော့ညညာချက်မှာပြောတာဟောတစ်တုံညာနှစ်ခုပေါ့နော် ရခိုင်တိုက်ပွဲတွေကြောင့်ဒီကျမ်းမာရေးပညာရေးအသက်မိုးဝမ်းကြောင့်အကျက်တဲအနေနဲ့ရင်ဆိုင်ရတယ်လို့ပြောတာပေါ့နော်ဒါဟိုအခြေအနေကဘလောက်ထိဆိုးဆိုးဝါးဖြစ်နေလဲဗျဟိုပြည်မအထီတော်သွားပြီးလှုပ်လှုပ်ရမနေသားမျိုးကြောင်တက်ရမနေသားမျိုးဆိုတော့လေအဲ့ဒါလေးလဲဟိုတိတလောက်ပြောပြလို့ရရှိရရှိရဗျအာကျွန်တော်လဲဒီဒီဘက်ကိုရောက်လာတာတိတ်မကြသေးတော့ကျွန်တော်လဲအဲ့ဒီအဲ့ဒီတိုက်ပွဲတွေဖြစ်တဲ့အချိန်တုန်းကကျွန်တော်လဲရခိုင်ပြည်နယ်ထဲမှာရှိသေးတော့အာတော်တော်များများအချိန်နေတည်တယ်ဆိုတော့ဟို မှန်နဲ့ပြောရင်ဒီမဘက်မှာအခုချိန်မှာမချက်ဥတလုံး900လို့ပါတော့ကြာဘူးတာပေါ့လေကျွန်တော်တို့ဘက်မှာဆိုရင်စစ်ဖြစ်တဲ့အချိန်ကလေးကကျုပ်တလုံးကိုတထောင်အထိတက်ဖူးတယ်။အပြင် CP ပါ CP ပါတဘူးတွေဆိုရင်အစားတုန်းက16 19နဲ့16 36တင်းရတာကို SCA စစ်ကာလအတွင်းမှာ45တင်းအထက်မှာရှိသွားတယ်။အဲ့လိုပုံစံမျိုးအစားစားအရာရာဈေးကုန်စင်းလုံးကြီးသွားတယ်ပေါ့လေ။ပြီးနောက်တစ်ခုကလည်းစစ်ကောင်စီကလည်းရခိုင်ပြည်နယ်ကိုဟိုဖျက်လိဖျက်ပုံစံမျိုးတွေလုပ်တော့ ပို့ပြီးတော့ဒီအထက်မှာရှိတဲ့အာစားတောက်ကုန်လေးကပို့ပြီးတော့ဈေးရနှစ်ဆမကတော့ဘူးပေါ့အများကြီးတက်သွားတာပေါ့ဆိုတော့အဲ့ချိန်မှာခါတိုင်းဆိုရင်ကျွန်တော်တို့ဒီမိသားစုစားဝတ်နေရေးကတလောက်ငါးသိန်းနဲ့လောက်တယ်ဆိုရင်ကျွန်တော်တို့အခုချိန်မှာဆိုရင်တလောက်ကို၁၀သိန်းနဲ့လောက်ချိန်မှာလောက်ပေါ့တာအဲ့လိုပုံစံမျိုးအချိန်မှာရှိလို့ပါဟုတ်ကဲ့ဟုတ်ကဲ့ဒါလူမှုစီးပွားရေးနဲ့ပတ်သက်ပြီးစစ်ဖြစ်နေတဲ့ခါမှာအခက်အခဲကြီးနေတဲ့အနေသားပေါ့တစ်ဖက်ကလည်းဒီ အေရဲ့ပြောခွင့်ကခိုင်တုကကမီဒီယာတခုမှပြီးခဲ့တဲ့ဂျပန်ကပြောတာဒါအရေးပေါ်အခြေအနေပေါ့နော်ဒါအာရခတိုင်းပြည်ဟိုလွတ်မြောက်ရေးအတွက်အရေးပေါ်အခြေအနေဖြစ်တဲ့ဖြစ်တဲ့အတွက်ကုလိုဆောင်ရွက်ရတာပေါ့နော်အဲ့တော့ရခိုင်မှာရှိတဲ့ဟိုတိုင်းရင်းသားတွေအားလုံးလူမျိုးစုတွေအားလုံးကရောဟိုတာဝန်ရှိတယ်လို့မယူဆဘူးလားဒီလွတ်မြောက်ရေးအတွက်ဟိုခိုင်တုကပြောတယ်လို့လေဟုတ်ရှိတာရှိတာပေါ့ရှိတာပေါ့ဒါတော့ကျွန်တော်တို့လည်းလက်ခံတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကျွန်တော်တို့ချင်းနေဒေတာမှာဆိုရင်2016ကတည်းက ဒီအာရခတတ်တော်ရဲ့အုပ်ချုပ်ရေးတွေကျွန်တော်တို့စတင်လာတယ်ဒီအာရခတတ်တော်ရဲ့အုပ်ချုပ်ရေးရန်တွေရတရားစီရင်ရန်တွေကမှကျွန်တော်တို့ချင်းနေပါဝင်တဲ့လောက်ပါဝင်တယ်ပါဝင်တဲ့လောက်ပါဝင်တယ်လို့ပြောတဲ့အထက်မှာမှချင်းနေရဲ့ဒေတာအလိုက်အုပ်ချုပ်ရေးရန်တွေကွာသေးတယ်ပေါ့လေဆိုတော့ကျွန်တော်တို့အချိန်ကလေးကပါဝင်တယ်ဆိုတော့ဒီအဲနောက်တစ်ခုကကျွန်တော်တို့ဒီရခိုင်မှာအခုလက်ရှိစီးရအောင်မြင်ရတဲ့နောက်ွယ်မှာအာပြည်သူလူထုရဲ့ထောက်ပံ့မှုကလည်းအများကြီးရှိတယ်ဆိုတာအာတို့ကိုယ်တိုင်လည်းသိတယ်ပေါ့လေ ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းအများကြီးထောက်ပံ့ခဲ့တယ်ပြီးနောက်တစ်ခုတို့နဲ့ပူးပေါင်းပြီးတော့တချို့ဒေတာတွေအုပ်ချုပ်ရေးတွေမှာအများကြီးကျွန်တော်တို့ပါဝင်ခဲ့ကြတယ်ပေါ့ဆိုတော့အဲ့လိုမျိုးနေရာမှာချက်ချင်းမထုတ်ပြန်ဘဲနဲ့ပြည်သူလူထုနဲ့တိုင်ပင်ပြီးတော့ပေါ့လေတိုင်ပင်နှိမ့်နှိမ့်ပြီးတော့လုတ်သိမ်းရင်တော့ပို့ပြီးတော့ဒီလိုမျိုးအခြေအနေတွေဖြစ်လာမယ်လို့တော့မထင်ဘူးပြီးနောက်တစ်ခုကကျွန်တော်တို့ကဒီ2023 2029စစ်စင်ရေး နောက်ပိုင်းမှာဆက်ပြီးတော့ဖန်ခံရလူတွေရှိတယ်ကျွန်တော်တို့မပြောဘူးပေါ့လေကျွန်တော်တို့ချင်းနေဖန်ခံရရှိတယ်ကျွန်တော်တို့မပြောသေးဘူးပါဆိုတော့စီးရိတ်ခါလာဖြစ်တဲ့ကျွန်တော်တို့နားလေတယ်ဒါပေမဲ့အခုချိန်မှာကဒီဘီမဘက်ကိုចောင်းသွားမဲ့ကလေးတွေကိုရန်၁၀တန်း၁၀တန်း၁၀တန်းပေါ့လေအဲ့လိုမျိုးကလေးတွေဖန်ခံရတဲ့အချိန်မှာကျတော့ဒါကြတော့ကျွန်တော်တို့ဒီနိုင်ငံတကာရဲ့စံနှုန်းနဲ့လည်းမကန့်ညီတော့ဘူးပြင်နောက်တစ်ခုကလူကုန်ရေးချိုးဖောက်ရလဲအဲကြားတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီချိန်မှာမှကျွန်တော်တို့ထုတ်ပြောတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ အဲ့တော့ခုနကဟိုကြောင်းသွတ်တက်မဲ့ဟိုလူငယ်တွေဆိုတော့သူတို့ကဟို16နှစ်မပြည့်သေးဘူးလားအဲ့အဲ့လိုအရွယ်တွေကိုပြောတာလားဟုတ်ဟုတ်တယ်ခင်ဗျဟုတ်တယ်ဘာလို့ဆိုတော့အာဒီတခြားတဲ့တင်အရာဆိုရင်73နှစ်ကနေဒီ45နှစ်အတွင်းပါဝင်တယ်ဗောလေအဖန်ခံရတဲ့လူတွေထဲမှာဆိုတော့အဲ့ဒီအထက်မှာမှာအခုချိန်မှာကျတော့ဒီတချို့ကလေးတွေကျတော့ဟိုအသက်ရွယ်နဲ့မလဲအောင်လူကောင်းဟိုဖမ်းဖြိုးတာတို့ရှိတယ်ဗောလေအဲ့လိုပုံစံမျိုးတွေဆိုရင်မလှုပ်ပေးတော့ဘူးဗော ခန္ဓာကိုယ်ရန်သေးငယ်ဖွံ့ဖြိုးမှုနောက်ကျတဲ့လူတွေလောက်ပဲပြန်လှုပ်ပေးတယ်လို့ကျွန်တော်တို့မြေပြင်ကသတင်းအရကြားသိရပါတယ်ခင်ဗျာဟုတ်ဆိုတော့ဟိုဒီအထက်မှာကျွန်တော်တို့ဒီ2020လေအောက်တိုဘာမှာအဖက်ခံရတဲ့လူတွေမှာဆိုရင်ကျွန်တော်တို့ဒီစမှုစစ်တင်တဲ့တက်ပြီးတော့တကယ်အေးရတဲ့ထက်မှာအရခတ်တော်ရဲ့တက်ထက်မှာစမှုပြန်ထမ်းရတဲ့လူတွေလည်းရှိနေပြီပေါ့လေအဲအဲ့လိုပုံစံမျိုးရယ်ပြင်သာသူကဒီအာ ဒီပရင်နဲ့မေလအတင်းမှာဖန်ခံရတဲ့ကလေးတွေကြတော့သူတို့စစ်တင်တန်း45ရက်တက်ရမယ်45ရက်တက်ပြီးရင်အဲအရခတ်တက်တော်စီမှာနှစ်တောင်ထမ်းဆောင်ရမယ်ဆိုပြီးတော့ဟိုကြားသိရပါတယ်ခင်ဗျာဟုတ်တကယ်လို့အခုကဟိုသူကပြဋ္ဌာန်းချက်လည်းထုတ်ပြီးပြီလေသူစစ်မှုထမ်းအတွက်လည်းစာဝတ်တော်မှာဟိုအေးရအဲ့တော့ဟိုစာဝတ်လည်းစာဝတ်နေပြီပေါ့နော်အဲ့တော့ဟိုချင်းလူမှုတိုင်းဝိုင်းနေဥမာအသက်ပြည့်ပြီးသားလူတွေအတွက်ကိုရောအဲ့အဲ့ဒီလိုမျိုးစစ်မှုထမ်းဖို့အတွက်ကိုဟိုဘယ်လိုစဉ်းစားလဲအခုမိသားစုတွေက ကျွန်တော်တို့အမြင်တော့ဒီငွေရပိုင်းကိုတတိကျကျရှင်းရှင်းလင်းလင်းချပေးတယ်ဆိုရင်တော့ချင်းလူထုမကဝေခင်ပြီးမှရှိတဲ့တခြားတိုင်းသားတွေလည်းပါဝင်နိုင်မယ်လို့ထင်တယ်ပေါ့လေပြီးနောက်တစ်ခုကဒီတက်ဆိုင်ရ strike holder တွေနဲ့တတိကျကျညှိနှိုင်းပြီးတော့လုပ်ရင်တော့ဒီလိုမျိုးစစ်မှုထမ်းကိစ္စတွေမှာပြောစရာအထုတ်စရာမလိုတော့ဘူးလို့ကျွန်တော်ကထင်တယ်အခုချိန်မှာကျတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာကဘယ်လိုပြောမလဲဒီ အာအရခတ်တော်အီအီရဲ့သဘောထားအတိုင်းကျွန်တော်တို့အကုန်လုံးလိုက်နာတာတော့ဟုတ်တယ်ဒါပေမဲ့ဒီလိုမျိုးစီးမင်းစည်းကမ်းတွေဥပဒေတွေချမှတ်တဲ့အချိန်မှာပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့သဘောထားကိုတော့အဓိကစဉ်းစားသင့်တယ်လို့မြင်မိပါတယ်ခင်ဗျာဟုတ်လက်ရှိစည်ရေးနိုင်ငံရေးအပေါ်ပါဘောဒီချင်းတွေရဲ့ကောက်ချက်ကဘယ်လိုရှိလဲမှတ်ချက်သဘောထားမှတ်ချက်ပြောမစွန်းဒါတော့ကျွန်တော်တို့ကဟိုရခိုင်ပြည်မှာနေတယ်ရခိုင်ပြည်ကကျွန်တော်တို့ရဲ့ အာနေမည်ဖြစ်တယ်ဒါကြတော့ကျွန်တော်တို့ဟိုရခိုင်ပြည်မှာရှိတဲ့လူတွေရဲ့သဘောထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့အရခသက်တော်တွေကိုအာဒီအရင်2016ကလေးကဒေသန္တရအုပ်ချုပ်ရေးမှာကျွန်တော်တို့အမြဲတမ်းပါဝင်နေဆိုတော့အာဘယ်လိုပြောမလဲရခိုင်ပြည်သူတွေနဲ့တသားတွေပါပြီလို့ကျွန်တော်ပြောပြစေဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုကြေညာချက်ထုတ်ပြီပေါ့နော်ကိုခိုင်ရိုတို့အဲ့တော့ချင်းနိုင်ငံဥဆောင်ကော်မတီတွေနဲ့အေအေနဲ့အလိုဆွေးနွေးဖို့တွေပေါ့ဟိုအခြေအနေရှိလားကျွန်တော်တို့အနေနဲ့ကြာတော့တကယ်လို့သူတို့ဘက်ကဒါကျွန်တော်တို့ကို အာ strike ဟိုတာပဲဖြစ်ဖြစ်တယ်မဟုတ်ရင်ဒီလူနည်းစုတွေရဲ့အခွင့်အရေးအပိုင်းမှာသူတို့ဘက်ကအခွင့်အရေးပေးချင်တဲ့ပုံစံမျိုးမှာဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့ဘက်ကတော့အချိန်မီွေးအာလက်ခံတယ်ပြီးကျွန်တော်တို့အရင်တုန်းကလည်းကျွန်တော်တို့ကြိုးစားခဲ့သေးတယ်ပေါ့လေဒါပေမဲ့သူတို့ဘက်က response ပြမလာဘူးပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုကြင်ညာချက်လည်းထုတ်ထားပြီပေါ့နော် AI နဲ့ပတ်သက်ပြီးသူဒါချင်းနိုင်ငံရေးဦးဆောင်ကော်မတီနေနေဆိုတော့ဟိုနောက်ထပ် AI ကိုဗာများဟိုအကြံပြုတိုက်တွန်းလို့လဲဗျာနောက်ဆုံးအနေနဲ့ပြောပြပါ ဟိုနောက်ဆုံးအနေနဲ့ကျတော့ဟိုကျွန်တော်ကဒီဘယ်ဥတွေပဲပြတ်ထန်းပြတ်ထန်းပေါ့လေကျွန်တော်တို့ဒီအဲ့ lesson to miss လို့တယ်ပေါ့လေထုတ်ပြန်ချက်တွေဥတွေတွေတကယ်လို့ဟိုရေးမထုတ်ပြန်ခင်မှာမြေပြင်မှာရှိတဲ့လူနည်းစုတွေအာလူမျိုးစုတွေ ਨੇ တတိချက်ချာတိုင်ပင်တင့်တယ်လို့တော့ကျွန်တော်ပြောချင်တယ်ပေါ့လေအဲအဲ့ဒါမှပဲကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်ဘယ်လူမျိုးသူမျိုးနဲ့သူမျိုးပြိပခတ်ကိုနည်းနည်းဖဲ့သွင်းပြီးတော့သွားနိုင်ပြီလို့တော့ကျွန်တော်ယုံကြည်မိပါတယ်ခင်ဗျဟုတ် အဓိကတော့မူဝါဒပိုင်းဆိုင်ရာတဲ့စီမင်းစစ်ကဥပဒေတွေဘယ်လိုပုံစံမျိုးရှိလဲဆိုတဲ့ဟာမျိုးကိုတည်တည်ကြချပြနိုင်နေဆိုရင်တော့တခြားကျွန်တော်တို့ဂျန်တဲ့တိုင်းသားလူနည်းစုတွေလည်းကျွန်တော်တို့တတ်နေဖက်ကနေအပြည့်အဝအပါဝင်ပေးနိုင်နေတယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ကိုစလိုက်ခိုင်ရိုကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အခုလိုမျိုးချင်းနိုင်ငံဥဆောင်ကော်မတီကဒီ AA ရဲ့ချင်းလူငယ်တွေဖမ်းဆီးထားတဲ့အပေါ်မှာကြင်ညာချက်ထုတ်ပြန်တဲ့အပေါ်မှာအခုလိုထပ်ပြီးတော့အသေးစိတ်ပေါ့နော်ရှင်းပြတဲ့အတွက်ကျေးဇူးတူးတင်ပါတယ်ဗျာ OK，吧，好吃，继续关。